Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကိုလာရဲ subscribe လေးလုပ်ပေးဖို့မေတ္တာရက်ခံပါတယ်နှစ်သက်တယ်ဆိုရင်ပေါ့နော်အရင်ကျွန်တော်ဒီတစ်ခေါက်ပြပြပြမှာကတော့အမ်တူကူတဲ hotel farm တင်းဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော် ပြပြပေးခြင်းဖြစ်ပါတယ်ပေါ့နော်အရင်ဆုံးအမ် chrome ကိုအရင်ဝင်ပါခုံးထဲကိုဝင်ပြီးရင် sense on test ဆိုတဲ့နေရာကိုနှိပ်ပါ prometric id ဆိုတဲ့ဟာလေးကိုနှိပ်ပါနှိပ်ပြီးရင်ပထမဆုံးပေါ်လာတဲ့ဟာလေးကိုနှိပ်ပါနှိပ်ပြီးသွားရင် menu ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်ပါပြီးတော့ exam list ဆိုတဲ့ဟာလေးကိုနှိပ်ပါ specific scale worker 1ဆိုတဲ့ဟာလေးကိုနှိပ်ပါနှိပ်ပြီးရင်အောက်လေးကိုနည်းနည်းလေးဆွဲချပါ ီမှာပေါ့ကွာ CAIBD ဆိုရဲခေါ်တဲ့အယောင်၄ယောင်နဲ့လုပ်ထားတဲ့အဲ့ဒါလေးကိုနှိပ်ပါအဲ့လေနေပြီးတော့ ID creating ဆိုတာက ID မယူရသေးတဲ့လူတွေအတွက် ID create အ ID ယူရမယ်တကယ်၍ ID ရှိပြီးသားလူတွေဆိုရင်တော့လုပ်ရင်ဆိုရဲဟာလေးကိုလုပ်ရမယ် ID မရှိတဲ့လူတွေကျတော့ register အရင်တွင်ရမယ်ပေါ့နော် ID ရှိပြီးသားလူကကျတော့လုပ်ရင်တင်လိုက်ရမယ် လုံးဝတင်ပြီးရင်လုံးဝဆိုတဲ့ဟာလေးကိုချက်ပြီးတော့နှိပ်ပါအောက်လေးနဲ့နှိပ်ဆွဲချပြီးရင်ပေါ့နော်ပြီးရင်ဒီမှာကိုက language ပေါ့နော် language ကကိုက Thai ဆို Thai ဂျပန်ဆိုဂျပန်ပေါ့နော်ဥမာဟိုမြန်မာလိုမြန်မာအင်္ဂလိပ်လိုအင်္ဂလိပ်ဒီအပေါ်ဆုံးက test နေရာမှာပြောင်းလို့ရပါတယ်ကိုကအင်္ဂလိပ်လိုပဲပြောင်းလိုက်ပါမယ် အင်္ဂလိပ်လိုပြောင်းပြီးပြီဆိုရင်ဒီနန်းမှာကကြတော့ကိုက ID register လုပ်ထားတဲ့ဟာရှိတဲ့အတွက်ကြောင့်မို့ဒီ ID register အတိုင်းကျွန်တော်ထည့်လိုက်ပါမယ်အဲ့ဒါလေးထည့်ပြီးွားရယ်ဆိုရင် visa ဆိုရယ် test နေရာမှာနှိပ်ပါမယ်။ ဗီဇာတန့်ကိုနှိပ်ပြီးသွားပြီဆိုရင်အောက်လေးကိုနည်းနည်းလေးဆွဲချပါမယ်။ I agree ဆိုတဲ့ဟာလေးကိုနှိပ်ရပါမယ်။ Agree and continue ဆိုတဲ့ဟာလေးကိုနှိပ်ရပါမယ်။ပြီးရင် okay ဆိုတဲ့ဟာလေးကိုနှိပ်ရပါမယ်။ပြီးရင်ကိုယ့်ရဲ့နာမည်မမမန် first name နေရာမှာအပြည့်စုံမမမန်ကိုစစ်ပါ။ပြီးတော့ middle name နေ last name နေရာဖြစ်နိုင်ရင်တော့မထည့်ပါနဲ့။ထည့်လဲရတယ်ပေါ့နော်။ပြီးတော့ continue ကိုဆက်နေပါ continue စနစ်ပြီးပြီဆိုရင် agree and continue ကိုနှိပ်ပါပြီးတော့ please send your task ဆိုတဲ့ဟာလေးကိုနှိပ်ပါပထမဆုံးပို့တာလည်းမိနစ်60ဆိုတဲ့ဟာလေးကိုနှိပ်ပါပြီးတော့ next ကိုနှိပ်ပါပြီးတော့ကိုယ့်ရဲ့မွေးနေ့လုံးဝမှားလို့မရဘူးเนาะအရေးကြီးဆုံးကဒါပေါ့အဲအဲ့ဒါဒါဆိုတော့အတွက်ကြောင့်မို့အရင်ဆုံးကိုယ့်ရဲ့မွေးနေ့ကိုနှိပ်ပါအ အမွေးနေရတော့မှားလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ပြင်လို့မရလို့ပါ။ကျန်တာနေရာမှာကျတော့ကိုကမေးဆိုမေးဖီးမေးဆိုဖီးမေးဆိုထဲပါ။ကိုကဘာလူမျိုးလဲညီမလူမျိုးဆိုညီမလူမျိုးထိုင်းဆိုထိုင်းကမ္ဘောဒီးယားဆိုကမ္ဘောဒီးယားဆိုထဲပါ။ပြီးတော့ဒီနေရာမှာကိုယ့်ရဲ့ level ပေါ့နော် level ကကိုယ်ကကြိုက်တာထည့်လို့ရပါတယ်အဲ့ဒါပြဿနာမရှိပါဘူးအဓိကတော့နာမည်မွေးနေ့ပြီးတော့ကိုယ့်ရဲ့လူမျိုးပေါ့နော်ကိုယ်ကဘာနိုင်ငံသားလဲအဲ့ဒါလေးက မှားလို့မရဘူးကြံတာတော့ပြဿနာမရှိဘူးပြီးရင်တော့ next ကိုနှိပ်ပါပြီးရင်ကိုယ့်ရဲ့မွေးနေ့မှန်မှန်မှန်ကြားမမှန်မှန်မှန်လူမျိုးမှန်မှန်မှန်ပြီးတော့မွေးနေ့မှန်မှန်မှန်အဲ့ဒါကြီးအကုန်လုံးကိုဖြစ်ပါကိုယ်ကတေးချပြီဆိုတော့မှ next ကိုနှိပ်ပါပေါ့နော် next ကိုနှိပ်ပြီးွားရေဆိုရင်ကိုဖြေမဲ့ date ကိုရွေးချယ်ပါကို2025အာ6လပိုင်းအာ2ရက်နေပဲဆိုပါစို့အမ်ပြီးတော့ country ကကြတော့မြန်မာကိုရွေးပါပြီးရင် sense ဆိုတာကိုနှိပ်ပါ ဒီမှာ MICD ပတ်ဆိုတာရှိတယ်နောက်ပြီးတော့ MICD ပတ်ဆိုရဲနှစ်ခုရှိတယ်နောက်ပြီးတော့ရန်ကုန်စမ်းကြောင်းဆိုတာရှိတယ်ကိုကချိန်နေတက်တဲ့နေရာကိုနဲ့နီးစပ်ရနေရာကိုရွေးချယ်ပြီးတော့ထည့်လိုက်ပါကျွန်တော်ကတော့ MICD နဲ့လိုင်ပါပေါ့နော်အဲ့ဟာကိုရွေးချယ်လိုက်ပါတယ်ဒီတစ်ခေါက်ပေါ့ပြီးတော့ credit card နေရာမှာကိုရဲ့ visa card ကိုထည့်ပါပြီးတော့အဲ့နေရာမှာအမှန်ကျစ်လေးထည့်ရမယ်ပေါ့နော်အမှန်ကျစ်လေးထည့်ပြီးပြီး next ကိုနှိပ်ပါ next ကို navy ပြီဆိုရင်ဒီမှာ emergency contact ယူတာဖုန်းနံပါတ်ဆိုနေမှာကျွန်တော်ရဲ့ဖုန်းနံပါတ်လေးရိုက်ထည့်ပါပြီးရင် next ကို navy ပါ next ကိုရိုက်ထည့်ပြီးရဲ့အခါကျရင် ind မှာကွာ i increase to the gas နေမှာအမှန်ကျလေးနေပါနောက်ပြီးတော့ cat name နေမှာ uab ထည့်ပါပြီးတော့ search name နေမှာ visa cat လေးထည့်ပါ cat number ကကြတော့ခဏ16လုံးရှိပါလေ45 5ဥပမာ18 18 39နဲ့38 အဲ38အနောက်ပြီးတော့ဒီမှာကကြတော့အဲ90အဲ90 90อืมဒီမှာကိုရဲ့ကတ်တတန်းဒါတွေကတော့ကိုရဲ့နောက်ဆုံးနံပါတ်မှာရှိတဲ့ကဏ္ဍလေးတိုင်းထည့်ပြီးပေါ့နော်အဲ့ဒါကတော့ကိုအစဉ်ပြေလို့မျိုးကြည့်ထည့်ပေါ့ပြီးတော့ next ကိုနှိပ်လိုက်မယ်ဆိုရင်အဲ OTP code လေးကြာလာမယ်အဲ့ OTP code လေးကိုရိုက်ထည့်လိုက်မယ်ဆိုရင်ကိုက form ရပါပြီပေါ့နော်အဲ ျွန်တော်နဲ့အာဒီဟာနဲ့ပတ်သက်ပြီးတော့မသိဘူးဆိုရင်ကျွန်တော်ရဲ့အမ် comment ကနေပြီးတော့ဝင်ရောက်ပြီးတော့ပြောလို့ရပါတယ်ကျွန်တော်အချိန်မရွေးရှိပါတယ်အချိန်မရွေးအကြောင်းပြန်ပါပါ